ာဆီယံစဉ်ဆက်မပြတ်သို့တက်ဖွံ့ဖြိုးမှုအရှိဆုံးမျိုးစုကိုဖန်ဟန်းမျိုးရရှိခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်၏မြို့တော်ဖန်ဟန်းမျိုးက6ကြိမ်မြောက်အာဆီယံစဉ်ဆက်မပြတ်သို့တက်ဖွံ့ဖြိုးမှုအရှိဆုံးမျိုးစုကိုရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါစုကိုအာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည်ထောင်သောမျိုးကြီးများလုပ်ငန်းအဖွဲ့မှရွေးချယ်ကာ2008ခုနှစ်မှစတင်ပြီး3နှစ်လင်းတစ်ကြိမ်စီစစ်ရွေးချယ်ပေးအပ်နေတာဖြစ်ပါတယ်။ 2025ခုနှစ်အတွက်6ကြိမ်မြောက်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်စားမပြတ်ဖွံ့ဖြိုးသောမြို့ကြီးများစုကိုပေးရရှာမှထော့မြန်မာနိုင်ငံကိုစားပြုကရင်ပြည်နယ်ဖအံမြို့ကရရှိခဲ့တာဖြစ်ပါထည်အဆိုပါစူပေးပွဲအခမ်းအနားကိုယခုလာဆန်းပိုင်းကမလေးရှားနိုင်ငံလန်ကာဝီမှာကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။